ပြည်တွင်းအခောက်ရွှေဈေးဟာအော်တိုဘားလ20ရက်နေ့ညနေပိုင်းမှာတစ်ကြက်သားကိုငွေကျပ်88,800ဝန်းကျင်အထိအတက်ရှိခဲ့ရကနေဒီကနေ့မနက်ပိုင်းအချိန်မှာတော့85,500ဝန်းကျင်အထိပြန်ကျဆင်းခဲ့တယ်လို့ရွှေဈေးကွက်အတွင်းကသိရပါတယ်။တစ်ဖက်မှာကမ္ဘာရွှေဈေးကလည်းတအောင်စာကိုအမေရိကန်ဒေါ်လာ4,350အထက်ထိအများဆုံးတက်ခဲ့ပြီးနောက်ဒေါ်လာ6,000နီးပါးအထိပြန်ထိုးဆင်းခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့နေ့လယ်ပိုင်းမှာတော့ကမ္ဘာဈေးကတအောင်စာကိုအမေရိကန်ဒေါ်လာ4 ်အထက်အထိပြန်အတက်ပြနေပါတယ်။ကမ္ဘာနိုင်ငံရဲ့တင်းမာမှုတွေကျော့ကျလာမယ်ဆိုတဲ့မျှော်လင့်မှုကြောင့်ရွှေစုဆောင်းသူတွေကအပြင်းစေးမှရောင်းချလာကြတာဖြစ်ပြီးကမ္ဘာရွှေစေးပြန်ကျလာတာဖြစ်တယ်လို့ဈေးကွက်စောက်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။အခုရပန်အတွင်းကမ္ဘာရွှေဈေးကဒေါ်လာ100ကျော်ပြန်ကျဆင်းခဲ့ပြီးမြန်မာရွှေဈေးကလည်းတစ်ကျပ်သားကိုကျပ်3သိန်းကျော်ပြန်ကျလာတာတွေ့ရပါတယ်။ ဒါပေမဲ့ရွှေကုံတိုင်းရွှေလုံငယ်ရှင်များအတင်းရဲ့ဓာတ်တုရွှေရင်းညွန်းစေးကတော့လက်ရှိအချိန်မှာ96သိန်း9000ကျအနည်းငယ်ဈေးငိမ့်နေစေဖြစ်ပြီးတမန်စင်နဲ့မရောင်းတဲ့ရွှေဆိုင်တွေကိုအရေးယူမယ်လို့အတင်းကသတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်ရန်ကုန်တိုင်းလိုင်တရာမြို့နယ်ကတောင်ကြီးရေစခန်းကိုလက်ပစ်ပုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အခြေဆိုင် Operation Flame အဖွဲ့ကထုတ်ပြန်ပါတယ် ။အော်တိုဘာလ20ရက်နေ့ည9:48မိနစ်အချိန်မှာလက်ပြဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကြီးမြတိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Operation Flame အဖွဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီပြုလုပ်ဖော်ဆောင်မဲ့အထူးအရောင်ရွေးကောက်ပွဲ ကိုလုံးဝလက်ခံမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့အတူလက်တွဲပြီးတော့စစ်ကောင်စီတပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းတော်မှာဖြစ်တယ်လို့ဆိုပါရရှင်။ မလေးရှားနိုင်ငံမှာ2023ခုနှစ်ကအမည်မသိလူတစုရဲ့ဖမ်းဆီးခံခဲ့ရပြီးတိတ်မကြားခင်ကမှစစ်တပ်ကမြန်မာနိုင်ငံထဲမှာဖမ်းဆီးအရေးယူထားတယ်လို့ထုတ်ပြန်ခဲ့တဲ့ဒေါ်သူစာမောင်မိသားစုအဲ့ဒါမှဖမ်းဆီးခံရမှုကိုပြန်စစ်ဆေးဖို့မလေးရှားအစိုးရကိုလူအခွင့်ရေးစောင့်ကြည့်ရဲ့အဖွဲ့ HRW ကအောက်တိုဘာလ22ရက်နေ့ကတောင်းဆိုလိုက်ပါတယ်။ မလေးရှားအာနာပိုင်တွေအနေနဲ့ဒေါ်သူစာမောင်မိသားစုကိုပြန်လို့ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးတင်ပြီးတော့သူတို့မိသားစုမြန်မာနိုင်ငံကိုဘလို့ရောက်ရှိတော့တယ်ဆိုတာစုံစမ်းစစ်ဆေးတင်တယ်လို့ HRW ရဲ့အာရှဒါရိုက်တာအလင်ပီယာဆန်ကပြောပါတယ်ဒါအပြင်မလေးရှားအစိုးရကအရည်ရရှိနေတဲ့ဒုက္ခသည်တွေကိုကာကွယ်ဖို့ပြက်ကွက်နေလို့သူကဝေဖန်ပါတယ်။ ်ဒေါ်သူစာမောင်ဟာမြန်မာမွတ်စလင်ဒုက္ခသည်အတိုင်းအဝန်မြန်မာမွတ်စလင် refugee community နဲ့မြန်မာရွှေပြောင်းအလို့သမားများကော်မတီမြန်မာ migrant worker committee တို့မှဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူဖြစ်သလိုຫນွေဦးတော်လင်းရေကိုရေပုံငွေရှာပေးသူလည်းဖြစ်ပါသည် ဒေါ်သူစာမောင်နဲ့သူ့ရဲ့အမိသားစုဟာမလေးရှားနိုင်ငံကောလာလပူမြို့မှာ2023ခုနှစ်ဇူလိုင်လ၄ရက်နေ့ကပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီးဖမ်းဆီးသောသူတွေဟာမလေးရှားရဲတပ်ဖွဲ့ကားနံပါတ်အတူကိုတက်ဆင်ပြီးတော့ဖမ်းဆီးသွားတာပါ။အဲ့ဒီနောက်ပျောက်ဆုံးနေတဲ့သူ့ရဲ့အမိသားစုကိုဖမ်းဆီးထားပြီးတော့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမုန်းဖွင့်အရေးယူထားရဲလို့အာနာသိန်းစစ်တပ်က2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါရဲ့ရှင်။ နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစကိုင်းတာလဟေမြို့နယ်ကေမော်လော်ရီကျော်ကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်ရှင်နေအရွယ်ကလေးငယ်တရားအပါအဝင်နှစ်ယောက်တည်ဆုံးပြီးတော့လေးယောက်ထိခိုက်တရားရရှိခဲ့တယ်လို့နာဂအမျိုးသားဆိုရှယ်လေးကောင်စီ NSCNK ကအောက်တိုဘာလ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် ဒီလို drone နဲ့ဘုံကျေတိုက်ခိုက်မှုကိုပြင်းထန်စွာခြုံချကြောင်းဖော်ပြထားပြီးအပြင်မဲ့အရသားတွေနဲ့ကလေးတငယ်တွေကိုတိုက်ခိုက်တဲ့အပေါ်လက်ခံနိုင်စရာမရှိသလိုနိုင်ငံတကာစံနှုန်းတွေနဲ့ဥပဒေတွေကိုထင်ရှားစွာချိုးဖောက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ဆူရောတဲ့အရာစုံမှုဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇလိုင်လ13ရက်နေ့ကလည်းအခုလိုတိုက်ခိုက်မှုမျိုးဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့အိန္ဒိယအပေါ်အရေးယူဖို့နဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ယူစေဖို့ကိုလည်းထုတ်ပြန်ချက်ကတဆင့်တောင်းဆိုထားပါတယ်။ဒီတိုက်ခိုက်မှုမှာ NSCK ရုံအောင်အဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိသူပီယောင်ကွန်ရဲရဲ့နေအိမ်ကိုဘုံထိမှန်ခဲ့ပြီးတေဆုံးသူထဲကတယောက်ဟာဗိုလ်မှူးချုပ်ပီယောင်ကွန်ရဲရဲ့သားဖြစ်သူဒေတာရင်းသတင်းတွေကဖော်ပြကြပါရဲ့ရှင်။ ာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေတာရင်းမတင်ညီမှုရဲ့ရေတောင်းမြစ်ဖြစ်တဲ့မြန်မာစစ်အုပ်စုအပေါ်ကိုမဖြစ်မနေအရေးယူဆောင်ရွက်ရမယ်လို့ Justice for မြန်မာကအောက်တိုဘာလ20ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်ပြည်ခရီးအော်တိုဘာလာ16ရက်နေ့ကမြန်မာစစ်အုပ်စုဟာ KK Park ဆိုင်ဝါငွေလိန်ခြံဝင်းကိုအယောင်ပြစီနင်းမှုတရက်လှုပ်ဆောင်ခဲ့တာဟာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ်စစ်အုပ်စုဟာမြန်မာနိုင်ငံအတွင်းနဲ့ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက်တာဝန်ရှိသူဖြစ်သလိုဒေသတွင်မတင်ငြိမ်မှုရဲ့ အဓိကရေတောင်းမြင့်လက်သေးတရံခံဖြစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်စစ်တပ်ဖြတ်သိမ်းပြီး Federal Democracy တိဆောက်ဖို့အတွက်မြန်မာပြည်သူတွေရဲ့ရုံးကန်လှုံ့ရှားမှုတွေကိုပတ်ပေါ်ကူညီတဲ့နည်းနံပဲအာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဆိုင်ပါပြစ်မှုအကြံအတီးမြမအကြံအတီးတွေကိုအပီးတိုင်းအမြင့်ပြတ်ဖြစ်ရှင်းနိုင်မှာ ဖြစ်တယ်လို့ Justice for Myanmar ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းလုံမြို့နယ်မန်ဆန်ကျောက်ကိုဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးတရာအပါအဝင်နေရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအန်တဲ TNLC ကသိရပါတယ် ်မနက်အစောပိုင်း12နာရီမိနစ်20လောက်မှာမန်ဆန်ကျော်ကိုစစ်ကောင်စီတပ်ကပေါင်150ဘုံနှလုံးကျေးချခဲ့တာဖြစ်ပြီးအသက်9နှစ်အရွယ်မိုင်းရွှေစန်းနဲ့အသက်35နှစ်အရွယ်မလွေထရေးဟန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်မန်ဆန်ရော်ကိုဘုံကျင်းမှုအတွင်ကလေးတယောက်နဲ့အမျိုးသမီးတယောက်ထိခိုက်တရားရရှိတဲ့အပြင်နေအိမ်လေးလုံးလည်းပျက်စီးသွားရလို့ TNL အရာရှိတယောက်ကဒီဘူဘီကိုပြောပါတယ် အော်တိုဘားလာ၂၁ရက်နေ့ညနေပိုင်းကလေမိုးကုတ်မြို့ကဖူစေဘောလုံးကွင်းကိုစစ်ကောင်စီတပ်ကဘုံကျေချခဲ့တဲ့အတွက်ကလေး၃ယောက်သေဆုံးပြီးတော့၁၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်မြောက်ဒေမြို့အနေမေတော်တလေးကျောမှာရှိတဲ့ AA Pack ကြားဖြတ်လုပ်ငန်း site ထဲကတရုတ်နိုင်ငံသားတချို့ကိုလန်ဒန်ကအဖွဲ့အစည်းတစ်ခုက ကားတွေနဲ့ခေါ်ထုတ်တော့ပြီးနောက်စစ်ကောင်စီတပ်က site တွေကိုငွေရောက်စီးနင်းတာတွေလုပ်နေတယ်လို့မေထော်တလေးဒေတာခန်တွေစီကသိရပါတယ်။အော်တိုဘားလာ၂၂ရက်နေ့မနက်ပိုင်းကလက်နက်ကအဖွဲ့အစည်းတွေစီးတဲ့ကားတွေနဲ့တရုတ်နိုင်ငံသားတွေကိုတိထုတ်တော့ပြီးနောက်စစ်တပ်ကဝင်ဖမ်းနေတဲ့အတွက် site ထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံနေရတာလို့ဆိုပါတယ်။ကြားပြတ်လုံငယ်အဓိကလောက်ကင်နေတဲ့တရုတ်လူမျိုးတွေကိုအရင်ဆုံးကယ်ထုတ်ပြီးမှစစ်ကောင်စီတပ်ကဝင်ဖမ်းတာဖြစ်ပြီးမြန်မာနိုင်ငံသားအများစုဖမ်းဆီးခံခဲ့ရတာထွက်ပြေးလွတ်မြောက်သူတချို့လည်းရှိ ှိတယ်လို့ AA ကြားဖြတ်လုပ်ငန်းနဲ့နှိဆက်သူကပြောပါရယ်မေထော်တလေးကြည်ော်က AA ဆိုင်မှာကြားဖြတ်ကာစီနိုနဲ့တခြားလောင်းကစားမြောက်များစွာရှိပြီးတရုတ်နိုင်ငံသားအများစုကပိုင်ဆိုင်ထားကြပြီးတော့ကာရာအိုကေအနှိတ်ခမ်းတွေနဲ့နိုင်ငံသားတွေအ धिक ပျော်ပါနေတဲ့ကြားဖြတ်ဆိုင်လို့ဆိုပါရယ်ရှင် မန္တလေးတိုင်းနထောကြီးမြို့နယ်တဲကိုစစ်တပ်ကအော်တိုဘားလ16ရက်နေ့ကစတင်ပြီး3ရက်ဆက်တိုက်လေးချောင်းတိုက်ခိုက်တာရယ်ပြုလုပ်နေလို့ပြည်သူ၄ယောက်ထပ်မနေတေဆုံကတန်ကားတော်ရဲ့အပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။နထောကြီးမြို့နယ်တဲကပေးချက်ရော်ကို16ရက်နေ့မနက်ပိုင်းမှာစက်တက်လေထီးတွေနဲ့ဘုံကျေးခဲ့ပြီး20ရက်နေ့မှာတော့ပေးကြီးခင်းရော်နဲ့20တရက်နေ့မှာမြင်းချန်နထောကြီးလမ်းပိုင်းပေါ်ကသူတို့စစ်ကြောင်းထုံးနေတဲ့လမ်းပေါ်ကရော်တွေကိုဘုံထက်ကျေး ခဲ့တယ်လို့ဒေတာခန်တယောက်ကပြောပါရယ်အဲ့ဒီလိုလေချောင်းတိုက်ခိုက်ခံရတာတွေကြောင့်ပေးချက်ကြော်ကဒေတာခန်ပြည်သူ၄ယောက်တည်ဆုံခဲ့ရတယ်လို့တရားရရှိသူ၃ယောက်ထက်မနည်းရှိပြီးတော့လူနေအိမ်၅လုံးထက်မနည်းပြက်စီးတော့ခဲ့တယ်လို့သိရပါရယ် ပေကြီးခင်းကျော်လေချောင်းတိုက်ခိုက်ခရာမုံမှာတော့တန်ကတော့တပါအပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေသူတယောက်ကအတီပူပူကိုပြောပါတယ်စစ်တပ်ကသူတို့စစ်ကြောင်းထိုးနေတဲ့မြင်းချမ်းနထိုးကြီးလမ်းပိုင်းပေါ်ကကျော်တွေကိုအော်တိုဘားလာ21ရက်နေ့ညနေပိုင်းအထိလေချောင်းကနေဘုံကြီးတိုက်ခိုက်နေတာကြောင့်မြေပြင်ထိခိုက်မှုအခြေအနေကိုတော့ဒီပူပူအနေနဲ့ဆက်လက်စုံစမ်းနေစေဖြစ်ပါရဲ့ရှင် တနင်္သာရီတိုင်းပလောမြို့နယ်ကတဲ့ရွာမှာစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အော်တိုဘားလ20ရက်နေ့နေ့လယ်တနားရီလောက်မှာစစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြေးကြောင့်ဒေသခံအမျိုးသားရဲ့စီးခုံမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ကတဲ့ရွာမှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။လက်ရှိမှာအဲ့ဒီထိခိုက်ဒဏ်ရာရရှိသူကိုပလောစေုံမှာ င်ထားတယ်လို့ဆိုပါတယ်။ဒါအပြင် ကတဲ့ရွာနာမှာရှိတဲ့တန်းရွှေရွာမှာစစ်ကောင်စီတပ်နဲ့တော်လေတပ်ဖွဲ့တွေမကြာခဏပစ်ခတ်တာတွေဖြစ်ပေါ်နေပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေတာရင်းတော်လေတပ်ဖွဲ့တွေစီကသိရပါတယ်။အောက်တိုဘာလ21ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်ကလည်းစစ်ကောင်စီတပ်ဖက်ကပလာမြို့အနီးမှာရှိတဲ့သင်္ကန်းတော်ရွာအနီးကားလမ်းမဘုံကိုလေကြောင်းနဲ့ဘုံကျဲခိပြီးတော့ဆက်တဲ့နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်ရှင်။ အာနာသိန်းစစ်တပ်ကအခုရက်ပိုင်းအတွင်းမြမပြည်အလေပိုင်းကမြို့နယ်တချို့မှာကန်းထောက်နေတဲ့စပိုင်ဘော်လုံးတွေစတင်သုံးဆွဲလာနေတယ်လို့တော်လေရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ။မြိုင်မြို့နယ်တွေကနေရာတချို့မှာအော်တိုဘားလာ20တရက်နေ့ကစတင်ပြီးစစ်တပ်ကလွတ်တင်လိုက်တဲ့အဲ့ဒီကင်းထောက်မိုးပြဲဘောလုံးတွေကိုမြင်တွေ့နေရတယ်လို့မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့တော်လရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အဲ့ဒီကင်းထောက်စပိုင်ဘောလုံးတွေကကင်းထောက် drone တွေလိုပဲမြင်ပြင်လှူရှားမှုတွေကိုထောက်လန်းတာဖြစ်ပြီးမုံရောနာမခထေကနဲ့ကင်းထောက် drone တွေအစားစပိုင်ဘောလုံးတွေကိုစက်သက်အသုံးပြုနေရလို့ဘုဒ္ဓလင်မြို့နယ်ပကပါတာဝန်ခံကိုကြွက်ကလေးကဒီဘူဘီကိုပြောပါရယ် ဲ့ဒီကင်ထောက်ဘောလုံးကအမြင်ကြီးမပြန်နိုင်ပေမဲ့ကင်ထောက် drone တွေထက်တော့အချိန်ကြာကြာပြန်သဲနိုင်လို့သိရှိထားပြီးလက်နက်ငယ်တွေနဲ့ပစ်ချရင်မိနိုင်တဲ့အနေအထားမှာရှိတယ်လို့ဆိုပါတယ်ကင်းထောက်မိုးပြန်ဘောလုံးကို စကိုင်းတိုင်းထဲကမိုးရော်မျိုးနဲ့ဘူတလင်းမျိုးနဲ့အရာတော်မျိုးနဲ့ခြောက်ဦးမျိုးနဲ့ပလေးမျိုးနဲ့ဆလင်းကြီးမျိုးတွေအပြင်မကွေးတိုင်းထဲကနေရာတချို့မှာလည်းပြန်တန်းနေတာကိုတွေ့ရတယ်လို့တော်လင်းအင်အားစုတွေကတဆင်သိရပါရဲ့ရှင်။ ပကောတိုင်းရေတာရှဲမြို့နယ်ရော်သိကျော်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာစစ်တောင်းကအောက်တိုဘာလ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ကတရင်မှုညင်ညင်နိုင်အပါအဝင်15ရောက်တေဆုံခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နေ့စစ်စင်ရေးနေမြေကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်တုံးပန်းတယောက်ကိုလည်းဖက်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲကနေလက်နက်ငယ်၅လက်60မမတလက်ဒရုန်းချက်ပါအထိုင်းဆက်ကြီးတခု KN မျိုးစုံနဲ့တခြားစစ်သုံး PC တွေကိုလည်းသိမ်းဆီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာစစ်တပ်ဘက်ကစစ်ကုံအင်အားတွေဖြစ်တင်ပြီးတော့ပြန်တိုးဝင်လာတဲ့အတွက်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပေါ်နေပြီးစစ်တောင်းမြကန်ဘေးဝင်းကျင်ဒေသကကြေော်တွေမှာနေတဲ့ပြည်သူတွေအနေနဲ့စစ်ရဲတတိနဲ့နေထိုင်တော်လာကြဖို့တော်လေရဲတပ်တွေကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။